ယောဂီများမိမိတို့အတုဆက်ဖြစ်တဲ့ဝိပဿနာဉာဏ်ကိုလင်းမလွတ်ကြစေပဲတတိပဋ္ဌာန်ကိန်းပြီးတော့ဖြည်းဖြည်းချင်းဆွမ်းအာဟာရများကို အလူခံသုံးဆောင်နိုင်ပါပြီဖြည်းဖြည်းချင်း သုံးဆောင်ပေးပါမိမိတို့အတုဆက်ဖြစ်တဲ့ဝိပဿနာဉာဏ်ကိုလင်းမလွတ်ကြစေပဲနဲ့တတိပဋ္ဌာန်ကိန်းပြီးတော့ဆွမ်းအာဟာရများကိုဖြည်းဖြည်းချင်းသုံးဆောင်ပေးရမှာဖြစ်ပါတယ် စတိပကံများစတိစွန်းဆိုတော့အတန်များမြည်လွယ်ပါတယ်သို့တော်လည်းပဲတတိထားပြီးတော့ gain တွေ့ကြမယ်ဆိုရင်တော့အတန်မမြည်နိုင်ပါဘူးတန်းကြောင်ပကံများဒီ gain နဲ့အခဏစွန်းကလေးကို gain စက်ခဏစွန်းအဖုံးကို gain စက်ခဏမှာတတိလေး gain ပြီးတော့အတန်မမြည်ရလေအောင်ကယူဆိုင်ပြီးတော့ gain တွေ့ပေးပါအသည့်အရွယ်ငယ်ရတဲ့ယောဂီများကအသည့်အရွယ်ကြီးရင်းတဲ့ယောဂီများအတွက်ပါရမီကူညီပြီးတော့ဥစ္စာပထမ ဘောဓနာအာရမြကို ထိတ်ပေးရမှာဖြစ်ပါတယ်။အတ္တမပြီးအောင်အထူးကိုစိုက်ပေးပါဝေယဝိဆဆောင်ရွက်ကြတဲ့လောအဒါနာကုသိုလ်ရှင်များကလည်းမိမိရဲ့အလှူလိုသဘောထားပြီးတော့ဝေယဝိဆများဆောင်ရွက်တဲ့အခါမှာအတ္တမပြီးရလေအောင်အထူးကိုစိုက်ပြီးတော့ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။ဘောဓနာအာရမြကို သုံးဆောင်ကြတဲ့ယောဂီများသည်မိမိတို့ရဲ့ခန္ဓာမှာဖြစ်ပေါ်နေတဲ့ ယုံနံဓမ္မသင်္ခါရသဘောတရားမြတ်ကိုဖြစ်ပျက်ရှုပြီးတော့သုံးဆောင်ကြရမှာဖြစ်ပါတယ်။ခန္တွင်းဝကိုဆောင်းစဉ်ခဏရှားအကြည်ယုံနဲ့အရသာနဲ့တိုက်ဆိုင်လို့ပေါ်လာတဲ့စားစိတ်စားခန္ဓာလေးရဲ့အပေါ်မှာဖြစ်ပျက်ရှုပြီးတော့သုံးဆောင်ကြရမှာဖြစ်ပါတယ်။ယခုလိုဘောဇနာအာဟာရများသုံးဆောင်နေခြင်းသည်မိမိတို့အတွက်အာရင်ဗလပြည့်ဖြူဖို့အသားအရည်စဉ်လှပဖို့ညူတူပြောပါကစားဖို့ငါးပြာအာယုံကာမဂုံတရားတွေခံစားဖို့ ဒီလိုသုံးဆောင်နေကြခြင်းမဟုတ်ပါဘူးဒီအတွက်သုံးဆောင်ကြခြင်းမဟုတ်ပါဘူးတမစ်တဖို့ရရရာကြောင်းဝိပဿနာအကျင့်ကောင်းနေခြင်းကြံကျိုးကိုပွားများအားထုတ်နိုင်ရန်အတွက်သာလျင်နေစွန်းများကိုအလှခံစွန်းအားရာများကိုအလှခံသုံးဆောင်နေကြခြင်းဖြစ်ပါတယ်အတကြောင့်မိမိတို့တတိကစွန်းဟာရာများကိုသုံးဆောင်တဲ့အခါမှာအတအကြီးလှပတင့်တဲ့ဖို့အရင်ပလာတိပြည့်ဖြစ်ဖို့သုံးဆောင်ခြင်းမဟုတ်ဝိပဿနာအကျင့်ကောင်းတရားတွေခြင်းကြံကျိုးကို ဝါမြအထုတ်နိုင်ခြင်းတည်းရင်စွန်းအာဟာရများကိုအလူကံသုံးဆောင်နေဆိုပြီးတော့ဥစ္စာပထမဆင်ញင်ပေးပါစွန်းအာဟာရများသုံးဆောင်တဲ့အခါမှာရှားအကြည့်ရုံနဲ့အရသားနဲ့တိုက်လို့ပေါ်လာတဲ့စားစိတ်စားခန္ဓာလေးရဲ့အပေါ်မှာဖြစ်ဖြစ်ရှိပြီးတော့သုံးဆောင်ပေးရမှာဖြစ်ပါတယ်ဒီလိုမှမသုံးဆောင်နိုင်ရင်တော့စားလို့ကောင်းရင် လောဘတဏ္ဍပေါ်မင်းစားလို့မကောင်းရင်ဒေါသတဏ္ဍပေါ်မင်းအေး ပေါ်လို့ပေါ်မှ မသိရင်တော့မောဟတရားတွေပေါ်မယ်ဆိုတော့စာကောင်းရင်လောဘတရားစာမကောင်းရင်ဒေါသတရားပေါ်လို့ပေါ်မှမသိရင်တော့မောဟတရားဆိုတော့လောဘရဲ့လို့ပေါ်လာရင်ပဋိစ္စသမုပ္ပါအလေးကလဲမယ်ဒေါသတရားရဲ့လို့ပေါ်လာရင်ပဋိစ္စသမုပ္ပါအဆုံးကပတ်မယ်မောဟတရားတွေပေါ်လာရင်အဝိဇ္ဇာဆိုတော့ပဋိစ္စသမုပ္ပါအစကလဲတယ်ဆိုတော့ သွန်အာရမြသုံးဆောင်ခြင်းမတက်ရင်တော့ပဋိစ္စသမုပ္ပါဒ်သုံးမျိုးလုံးလည်းကပတ်တတ်ပါလေဒါကြောင့်ပဋိစ္စသမုပ္ပါဒ်သုံးမျိုးလုံးလည်းကပတ်ခြင်းမပြုရလေအောင်စားစိတ်စားခန္ဓာရဲ့အပေါ်မှာစားခြင်းနဲ့စိတ်နဲ့စားတဲ့ရုပ်ရှားအကြည့်ရုပ်လေးပေါ်မှာအရသာနဲ့တိုက်တိုင်းတိုက်တိုင်းပေါ်လာတဲ့စားစိတ်စားခန္ဓာလေးသည်ပေါ်လိုက်ပြောက်လိုက်ဖြစ်လိုက်ပြင်းလိုက်ဖြစ်ပြသဘောရှိတာပဲဆိုပြီးတော့ဖြစ်ဖြစ်ညံ့မြင်ပြီးတော့ဆင်ញင်ပြီးတော့စားသုံးကြရမှာဖြစ်ပါတယ်ယခုလိုဘောဇနာအာဟာရများသုံးဆောင်တဲ့အခါမှာ အစာရရဲ့အပေါ်မှာတဏှာမဖစ်ဖို့ရန်အရေးဘုရားရှင်ကိုရောမြတ်ကြီးကပုဒ္ဒမန္တုပမတောဆိုပြီးတော့ဟောတော်မူခဲ့ပါတယ်မိမိရဲ့ချင်းနစွာသော ရင်နှစ်သီးချာဒါယရဏလေးရဲ့အသားကို စားသုံးလိုက်ရတဲ့မိဘနှစ်ပါးသည်ထိုအသားရဲ့အပေါ်မှာဘယ်နည်းနဲ့မှလောဘတဏှာဖြစ်စရာအကြောင်းမရှိပါဘူးအေးမြောင်များလားစွာသောဝိကာလစားသောယူဇနာတရားဝေးတဲ့ခကြီးကိုမိဘနှစ်ပါးကကန္တာရတော်လန်းကြီးကိုဖြတ်ပြီးတော့ တားငယ်လေးကိုရှင်ခွင်မှာပိုက်ထွေးပြီးတော့ခကြီးသွားကြပါပြီခကြီးသွားရင်သွားရင်နဲ့ခကြီးတားကလည်းဝေးကွာသွားရတဲ့ခကြီးကလည်းကန္တရလန်းကြံဆိုတော့ခကြီးကမပေါက်ခကြီးမပေါက်ရတဲ့ကြားတဲ့ပန်းလာတဲ့ရိတ်ခါးတွေကဂုံသွားတော့အေးစားစရာကမရှိပြန်တော့မိဘနှစ်ပါအသက်ဆစ်ဖို့ရန်အရေးမိမိတို့ရဲ့ချစ်နှစွာသောတားငယ်လေးကိုတတ်ပြီးတော့တားငယ်လေးရဲ့အသားကိုစားသုံးရပါပြီ။ ဒီတော့တန်းငယ်လေးရဲ့အသားကိုစားသုံးနေတဲ့မိဘနှစ်ပါးသည်ထိုအစားအသောက်ရဲ့အပေါ်မှာဘယ်နည်းနဲ့မှတဏှာဖြစ်စရာအကြောင်းမရှိပါဘူးမဖြစ်မနေမှုဒါစားလိုက်ရတယ်မချစ်တင်ငယ်ဖြစ်ရင်လည်းစားသုံးနေရတဲ့အတွေ့အကြုံအေးသူတို့မှတဏှာမဖြစ်နိုင်ပါဘူးဒါကြောင့်ဒီမှာလည်းပဲယောဂီများကမိမိတို့အာဟာရရဲ့အပေါ်မှာစားသုံးစဲမှာ အာဟာရပတိကူလာတင်ညာဆိုတော့အေးတို့ရဲ့ခန္ဓာကြီးအရှိတီတန်းဖို့ဣရိယပဋ္ဌ၄ပါးမြတ်တာဖို့ ဘုရားရှင်ကိုရောမြတ်ကြီးရဲ့သာသနာတော်ကြီးကိုချီးမြှောက်ထောက်ပံ့ဖို့ပရိယတ္တိသာသနာပฏิပတ်တိသာသနာပฏิဝိဒသာသနာသာရဏသုံးရာကိုထမ်းဆောင်ဖို့ကန္တတုဒဝိပတနာတုဒအကျင့်ကောင်းတွေကျင့်ဖို့သုံးဆောင်နေဆိုပြီးတော့အာဟာရတရားရဲ့အပေါ်မှာလောဘတဏှာမဖြစ်ဘဲနဲ့စားသုံးအောင်ကြိုးစားရမှာဖြစ်ပါတယ်စားသုံးမိအောင်ကြိုးစားရမှာဖြစ်ပါတယ် ဆစ်ဆုရုံချပွဲကောင်းတဲ့အစားအစာတွေအေးတို့တတိခန္ဓာကြီးတည်တန်းဖို့ဒါစားသုံးနေတာပဲဆိုပြီးတော့တန်ဝေကညံဒီနဲ့ရှင်ပြီးတော့စားမယ်ဆိုရင်အစာအရာရဲ့ပုံမှာတဏမဖြစ်နိုင်ပါဘူးဒါကြောင့်ချစ်နှစွာတော့သားရဲ့အသားကိုစားသုံးရတဲ့မိဘနှစ်ပါးကဲ့သို့အာဟာရရဲ့အပေါ်မှာတက်မဲ့မှုလောဘတဏမဖြစ်ကြပါပဲနေရှာအကြည့်နဲ့အရသာနဲ့တိုက်လို့ပေါ်လာတဲ့စားစိတ်စားခန္ဓာရဲ့အပေါ်မှာဩဖြစ်ပြီးပြစ်သွားတဲ့ဒုက္ခသစ္စာတရားပဲဆိုပြီးတော့ သစ္စာသိမြင်ပြီးတော့ဒုက္ခသစ္စာလေးသိပြီးတော့နေစောမြတ်ကိုအလှူကံသုံးဆောင်ကြမယ်ဆိုရင် လောဘတွေငြိမ်းဒေါသမိတွေငြိမ်းမောဟမိတွေငြိမ်းပြီးတော့နေတဲ့အတွေ့အကြောင်းဤချမ်းချမ်းသာသာနဲ့အာဟာရများကိုအလှူကံသုံးဆောင်နေခြင်းဖြစ်ပါလေ။ဒါကြောင့်ပေါ်စေခဏပေါ်လာတဲ့တရားရှားအကြည့်ရုံးတဲ့အရသာနဲ့တိုက်တိုင်းတိုင်တိုင်းပေါ်လာတဲ့ခန္ဓာလေးတွေအပေါ်မှာသစ္စာသိမြင်ဖို့ရအရေးတတိထဝရိယဆိုင်ပြီးတော့ ဖြစ်ပြစ်ဒုက္ခသစ္စာပဲဖြစ်ပြစ်ဒုက္ခသစ္စာပဲဆိုပြီးတော့ဖြစ်ပြစ်ရှုပြီးတော့စင်ញင်စားသုံးရမှာဖြစ်ပါတယ်ဒါကြောင့်တို့ကဲ့သို့ဖြစ်ပြစ်ရှုပြီးတော့စားသုံးကြမယ်ဆိုရင်အိုနာတိလွတ်တဲ့နိဗ္ဗာန်ကိုစားစေခဏမှလည်းရောက်ရှိနိုင်ပါတယ်လို့ဆရာတော်ဘုရားကြီးမိန့်မှာခဲ့တဲ့အတွေ့အကြောင်းစာစေစာစင်မှာဖြစ်ပေါ်နေတဲ့ယုံဉာဏ်ဓမ္မသင်္ခါရသဘောတရားတို့ရဲ့ဖြစ်ပျက်ဒီမြင် ဖြစ်ပျက်ဒီမုံဖြစ်ပျက်ဒီဆုံးရလေအောင်ဉာဏ်အမြင်လေးနဲ့ဆင်ခြင်ပြီးတော့ ဆုံးအာဟာရများကိုတလုံးပဲမိမိနှလုံးမဲ့မိမိဖြစ်ဖြစ်ရှုပြီးတော့သုံးဆောင်တော်မူကြပါလို့ယောဂီတို့အကျိုးမျှော်ကို၍တိုက်တွန်းနှိုးဆော်အပ်ပါれဖြည်းဖြည်းချင်းသုံးဆောင်ပေးပါဝါဝလင်းလင်းနဲ့သုံးဆောင်ပေးပါဖြည်းဖြည်းချင်းသုံးဆောင်ပါဝါဝလင်းလင်းသုံးဆောင်ပါဆုံးအာဟာရများသုံးဆောင်ပြီးရဲ့မိမိတို့အဆောင်အတီးတီးတို့ပြန်လဲကြွားရောက်တဲ့အခါမှာလည်းပဲဘောဓနာဆောင်တို့လာစဉ်ကကဲ့သို့ဇင်းညံကံပတ်အမှတ်ဖြင့်ပြန်လဲပြီးတော့ အားလုံးကြွရောက်ပေးရမှာဖြစ်ပါတယ်။စုံဝိုင်းကဘောဓနာဆောင်ကပြန်ကြွတဲ့အခါမှာတတိပဋ္ဌာန်ကိပြီးတော့မနှိမ့်လွန်မမြန်လွန်သောခြေလမ်းများဖြင့်ကိုယ့်ရဲ့အဆောင်အသီးသီးကိုအလုံးပြန်လေကြွရောက်ရမှာဖြစ်ပါတယ်ကိုယ့်ရဲ့အဆောင်အသီးသီးပြန်ရောက်တဲ့အခါမှာဝိုင်းဖွဲပြီးတော့စကားပြောဆိုခြင်းမပြုကြပါဘဲနဲ့ခန္ဓာပြုဝဲကိစ္စများပြုခန္ဓာပြုဝဲကိစ္စများပြီးဆုံးပါကအေးရရွေတော်လည်းကောင်းလျောင်းစိရွေတော်လည်းကောင်းထိုင်ရွေတော်လည်းကောင်း ဇင်းညံကမထမ်းပြင့်တော်လည်းကောင်းဆစ်လေပြီးတော့ရှုမှတ်ပွားများအထောက်ရမှာဖြစ်ပါတယ်ဝိုင်းဝဲပြီးတော့စကားပြောဆိုခြင်းကို အထူးသဖြင့်ရှောင်ကျင်ပေးရမှာဖြစ်ပါတယ်ယောဂီဆိုတာကစကားနေပြီးတော့တရားမြေအောင်ကြိုးစားရမှာဖြစ်ပါတယ်စကားနေပြီးတော့တရားမြေအောင်ကြိုးစားရမှာဖြစ်ပါတယ်ထို့ကဲ့သို့တရားမြေမှာဩနာတိလွတ်တဲ့နိဗ္ဗာန်ရမှာဖြစ်တဲ့အတွေ့အကြုံဝိုင်းဖွဲ့ပြီးတော့စကားပြောဆိုခြင်းမပြုပြပါဘဲနဲ့ လျောင်းထိုင်ရသောဣရိယာပုတ်၄ပါးမှာတရားကိန်းအောင်စစ်လက်ကြိုးစားပွားများအထောက်ကြပါလို့ယောဂီတို့အကျိုးမျှော်ကိုး၍တိုက်တွန်းနှိုးဆော်အပ်ပါတယ်။